လျင်ကြတာဗီရင်ဆရာလို့သလားမန္တလေးငလျင်ကြီးလို့ခေါ်ဆိုကြပါဆိုပြီးစက်ကောင်စီပြောတာကို ကြည်ပြီးတော့ပြောစရာရှိလာပါတယ်တရင်ဌာနတွေမီဒီယာတွေတညစ်တညွတ်တီခေါ်ခေါ်သုံးဆွဲနိုင်ဖို့မန္တလေးငလျင်ကြီးလို့ခေါ်ဆိုကြရမယ်ဆိုပြီးစစ်တပ်ရဲ့ပြောခွင့်ရသူက ပြောခဲ့ပါတယ်စကိုင်းပြည့်ရွေးကြောင့်ဖြစ်တဲ့စကိုင်းငလျင်ဆိုပြီးတရင်တွေလွှင့်နေတာဟာ နပတ်ကာလကိုရောက်လာချိန်မှာဒီလိုပြောင်းလဲခေါ်ဝေါ်ချဆိုပြီးတော့ထော်တာပါနာမည်ကအရေးကြီးပါသလားငလျင်ကိုနပ်ပြောင်းလိုက်ရင်ကယ်ဆယ်ရေးအတွက်ဟိုကြိုးရှိလာမလားနာမည်ကဘာဖြစ်ဖြစ် အတူတူပဲမဟုတ်ဘူးလားတကယ်တော့နာမည်ပြောင်းရမှာမဟုတ်ပါဘူးစစ်ကောင်စီရဲ့ငလျင်ဒန်သင့်ပြည်သူတွေအတွက်စင်နာကောင်းထားဖို့ပြောင်းရမှာဖြစ်ပါတယ်ဥရာကေရာကိုတည်တည်ချာချာမလုပ်ဖဲ ဂလိယင်ကိုနာမည်ပြောင်းဖို့သာစဉ်းစားနေတာကိုကဆရာနာရှင်တွေရဲ့အတွေ့အကြုံအာနာဒီမြဲရေးဆိုတာကိုပဲစဉ်းစားနေကြောင်းကိုသိတာနေပြီပေါ့။စကိုင်းဂလိယင်ဆိုရင်စစ်ကိုဂိုင်းညွတ်ချိုးပြတ်သွားစေမဲ့ဂလိယင်ကြီးဆိုပြီးဗေဒင်ဆရာကခေါ်တဲ့အားကြောင့်နာမည်ပြောင်းရတရကြီးတာပါတဲ့။ကောင်းပါလေရောဗျာ။အလျင်ကျေစရေးလောက်တာဗီရင်ဆရာမလိုပါလို့သာ ပြောချင်ပါရဲ့ မြို့တိုင်းကရုံးဌာနတိုင်းမှာနေ့စဉ်ရတနာတုတ်ကိုကောက်ရုပ်ဖို့လဲအမိန့်ထုတ်ပြန်ထားပါတယ်။ငလျင်တဲ့ပြည်သူတွေအတွက်စစ်တပ်ကျေးဇူးမူလုံးမှရှူစရာမရှိပါ။စစ်တပ်ဟာအခုစကိုင်းငလျင်ကြီးချမှပြည်သူကိုစေတနာမရှိတာမဟုတ်ပါဘူး။အဲဒါရှင်နာဂစ်တဘာဝဘေးကြီးထုံးကလည်းနိုင်ငံတကာအကူအညီတွေကိုပိတ်ပင်ခဲ့ပါတယ်။အကူအညီတွေကိုအလွယ်သုံးခဲ့ပါတယ်။ အဲ့ဒီတော့ကအမေရိကန်ကယ်ဆယ်ရေးသင်္ဘောတွေကကိုကြီးကယ်ဆယ်ဖို့လာဆောင်နေတာတောင်းချက်ချင်းလငင်းအရေးပေါ်ကန့်ကတ်မခံခဲ့ပါ နောက်ပိုင်းလက်ခံတော့လေအမေရိကန်ကလာပေးတဲ့လူပုံးတွေမှာမြန်မာစစ်ဗိုလ်ချုပ်ဘသူကဘဝကလူပါတယ်ဆိုပြီးတော့စာရွက်တွေအပေါ်ကတက်ပြီးဓာတ်ကဒုက္ခတွေကိုပေးစီခဲ့တယ်လို့အမေရိကန်ကယ်ဆယ်ရေးဝန်ထမ်းကပြန်ပြောပြခဲ့ပါတယ် နာခင်မှာအနေပိုင်းအလိုပစ္စည်းတွေစစ်တပ်လက်ထဲကို အလိုက်တာကိုနောက်တနေ့မနေ့အဲ့ဒီပစ္စည်းတွေကရန်ကုန်ကဈေးတွေတဲကိုရောက်ကုန်ကြပါတယ်။နာခင်ဒုက္ခတွေကိုမပြီးပဲစစ်တပ်ကမောင်းကိုထုတ်ရောင်းစားခဲ့တာပါ။အခုစကိုင်းငလျင်မှာလဲဒါမျိုးတွေမဖြစ်ဘူးလို့ပြောနိုင်ပါဘူး။ချန်ခုံကဲဘူးတော့နောက်တစ်ခါချန်ခုံအုံးမှာကတော့နေကြတယ်လို့တတိုင်းပြည်လုံးက ပိုင်းပြောနေကြပါပြီ။မယုံရမှတေးကြပါလေ။စီရန်ဘူကြီးစင်ရောကလည်းတဘာဝဘေးကယ်ဆယ်ရေးရိတ်ခါတွေပစ္စည်းတွေစေဝါတွေကိုတကယ်လုံနေသူတွေကိုမပေးဘဲအတက်ရိတ်ခါလုပ်လိုက်လို့သူကိုယ်တိုင်အထက်မှာစားသုံးခဲ့ရကိုချောင်းပြောပြခဲ့ပါတယ်။စစ်တပ်အရာရှိကြီးတွေဆိုရင်သူတို့တောင်းရင်ယူနေရချိန်မှာဘာဘာဘေးမဖြစ်လို့ညှိတွားပါတဲ့။ငါတို့တောင်းရင်ယူချိန်ရေးပေး လျင်ပေးတပေးပေးမှမဖြစ်ဘူးကွာပြည်ရင်တော့လားအချက်ကချပေးမဲ့လူငွေတွေဘုံလိုက်ရရင်တော့သောရောဆိုတာမျိုးပြောပါတဲ့ဘူကြီးစင်ရောကဒီနေ့ကအင်တာဗျူးမှာ ပြောပြနေတာပါအခုစကိုင်းငလျင်မှာကောပြည်သူကိုကယ်ဆယ်ဖို့ထက်ငါတို့တော့ထောပြီးဆိုပြီးဝမ်းသာနေကြမလားဝမ်းသာမနေကြဘူးလားဆိုတာကိုတော့စစ်ဘိုလ်ချုပ်တွေ ကိုယ်တိုင်မှပဲသိကြမှာပါ လက်တွေ့စကိုင်းငလျင်စစ်တပ်ကတကယ်ကဲတင်ပါသလားအခုငလျင်မှာသူတို့စစ်တပ်တွေနေကြတဲ့နေပြည်တော်ကိုထိမှနိုင်ငံတကာကိုလာပြီးခေခိုင်းပါလေပြန်ကြားနေရတာတွေကနေပြည်တော်မှာပဲအကူအညီတွေအကုန်ယူထားပြီးတော့စကိုင်းနဲ့မန္တလေးဘက်တွေတခြားနေရာတွေကိုမပို့ဘူးဆိုတာပါပဲကိုကြီးမဲ့သူတွေကိုလည်းတင်းတင်းကြပ်ကြပ်စစ်စေးနေပါတယ်။ဖန်စီတယ်၊နောက်ချက်တယ်၊ရိုက်နှက်တယ်ဆိုတာတွေလည်း ကြားနေရပါတယ်။ကုညီကျင်သူတွေဟာ ထောက်ခံစာ၄မျိုးပါမှကုညီခွင့်ရမယ်ဆိုပြီးသတ်မှတ်ထားပါတယ်။ပရာဟိတရုပ်ရှင်မင်းသမီးခိုင်လင်းမွေတောင်ဂလီအကျောက်တန်းရာရပြီးစိတ်ယုံတက်နေရတဲ့ပြည်သူတွေကိုတယောက်ကျပ်သိန်း20တိလှူတာတွေ့ပါတယ်။အဲဒီမှာလဲအလင်းကျောက်အထက်မြင့်စောက်ရဆတိုက်ပြိုကျပြီးတော့တေဆုံးသွားသူတွေကိုဗတ်ငွေတန်းတဲ့ချီကူညီပေးပါတယ်။အနာသိန်းစကားစားကတော့ ။ပြည်ဆုံးသူတရားကိုကြက်ဆက်သိမ်းမယ်ပြီးမယ်လို့ဝေဖန်တန်တွေညံ့နေပါဗျ။တိုက်တွေကိုဒူးမြေပြင်တွေအောက်ကိုဖောက်ပြီးစစ်ရန်တရားတွေနဲ့ခက်ခက်ခဲခဲကဲဆဲနေကြခြင်းစစ်တပ်ကလူတွေကိုမကယ်ပဲအုတ်ခဲတွေပဲတဲနေကြောက်ပြားတွေပဲရန်တရားမပါလက်ပလာနဲ့တဲနေကြပါဗျ။ကြောက်ခဲတွေကဲနေကြသလား။စစ်တပ်မှာအထိတ်လုပ်နေကြတာလားရှင်းစရာပါ ခါတာပါပဲအစိုးဆုံးကတော့လေရင်ရဟတ်ရှင်တွေနဲ့အလရင်မကယ်ပဲနဲ့လေရင်တွေရဟတ်ရှင်တွေနဲ့ပြည်သူအများမြို့ရွာတွေကိုကျိုးစစ်စင်အကြမ်းဖက်ဘုံကျဲပြစ်ခတ်နေတာပါပဲအလရင်တို့အသက်မကယ်ယုံမကပြည်သူတွေကိုငလရင်ဘေးသွင်းနေတဲ့ဂျာကပဲတက်နေပါသေးတယ်ငလရင်မှာပြပမီဒီယာတွေဝင်ခွင့်မပေးတဲ့စစ်ကောင်စီ တရင်တောက်တွေရှိမှတရင်တွေဟာကဘာနှံ့ရောက်မှာပါအစိုးရတွေဟာသူတို့အစိုးရတွေရဲ့လုံဆောင်ချက်တွေကိုအားလုံးသိစေဖို့တရင်မီဒီယာနယ်ပယ်စုံကိုဖိတ်ပြီးတော့တရင်ယူစေတာဟာလုံရိုးလုံစစ်တစ်ခုပေါ့သူတို့ဖြင့်အရေးကြီးတဲ့ရေဘေးအလျင်ဘေးတွေဖြစ်ပွားချိန်မှာအချိန်နှမှန်တွေသိကြရအောင်တရင်တောက်တွေကိုအားကိုးကြပါတယ်စစ်ကောင်စီကြတော့မှပဲငငနကာတရင်တောက်တွေကိုဝင်ခွင့်ပေးလိုက်ပါတယ်ဟိုတယ်တွေ ပျက်စစ်လေးနဲ့ဒုံးရီတွေပြက်နေလို့မီဒီယာကို အဝေးမခံတာပါတဲ့ဒီပမီဒီယာတွေမဝင်ရတယ်လို့ပြည်တွင်းမီဒီယာတွေကိုလည်းဟန်သက်ပြစ်ဆက်ထားပြီးဖြစ်တော့အလင်းသတင်းမှန်တွေမရတော့ဘူးပေါ့အရင်ချက်လက်တွေမရမှာတော့အလင်းကယ်ဆယ်ရေးပြန်လဲထူထောင်ရေးတွေအတွက်လည်းအားနေပြီပေါ့ရှားလာသမျှအကူအညီတွေကိုလည်းဆရာနာပိုင်းတွေလက်ထဲမှာ ထူသမျှညှို့ရပြီပေါ့နလျင်တင့်ခံ ပြည်သူတွေကတော့မသေးသင်ပဲပြေးကြရအကူအညီတွေမရပဲဖြစ်ကုန်ကြရပေါ့ဆက်သွယ်ရေးတွေခက်ခဲနေစေအင်တာနက်တွေလည်းပြတ်စေဖုန်းလိုင်းတွေလည်းတက်ခဲစေပါပဲလွတ်လပ်သောမြမသတင်းမီဒီယာကောင်စီ IPCM ကတော့လျင်တန်နဲ့ဒေသတွေမှာသတင်းရယူနိုင်ဖို့နိုင်ငံတကာကသတင်းထုတ်ပြန်ဖို့ဗီဇာအလွယ်တကူထုတ်ပြန်ဖို့ကန့်သတ်တာတွေကိုမလုပ်ဖို့ ဧပြီလ၂ရက်မှာသဘောထားထုတ်ပြန်ထားပါတယ်။အလျင်ကူညီကဲဆဲလူသူများရဲ့ဒုက္ခပြည်ရင်းပြည်ပကငလင်ကဲဆဲရေးအဖွဲ့တွေကိုလွလတ်စွာသွာလာကူညီခွင့်ရအောင်စီစဉ်ပေးမှလုပ်ငန်းတွေဟာကြည့်ရောက်မှာပါ။ဒါပေမဲ့စစ်ကောင်စီကတော့လွလတ်ခွင့်မပေးပါဘူး။ရန်ကုန်ကနေမန္တလေးမှာသွားကူတဲ့ပရာဟိတလူငယ်တူကိုနန်းတွင်းတက်စစ်သားကအားရိုက်ပါတယ်။ညစင်နာကြီးကျော်အပြင်ထွက်လို့တဲ့ ငလင်ကွန်ကြီးနေသူတွေဟာနင်းနေညညသွားလာလှုပ်လှုပ်ကြနေရသူတွေလေဒါကြောင့်လူငယ်တွေစိုးရင်ပြီးငလင်ကူဖို့မသွားရဲကြတော့ပါဘူးပားရိုက်ခံရတဲ့လူငယ်ကိုယ်တိုင်ကလည်းရန်ကုန်ကိုပြန်ပြေးသွားရပါတယ်ဒါရင်မဲ့လားမဟုတ်သေးပါဘူးသူ့ထက်စိုးတာတွေလည်းရှိနေပါသေးတယ်ငလင်ကွန်ကြီးနေသူတွေလူငယ်တွေကိုမန္တလေးစကိုင်းပြောဝယ်နဲ့တခြားမြို့တွေမှာပေါ်တာဆွဲနေပါတယ် စစ်မှုထံခိုင်းပါတယ်။ဒါကြောင့်လူငယ်တွေပုန်းရှောင်နေကြရပြီးငလျင်မပြေနိုင်တော့ပါဘူး။ငလျင်တဲဆရေးအလူငွေရှာဖွေသူတွေဟာလည်းထောက်ခံစာ၄မျိုးပါရမယ်ဆိုတာကြောင့်လူငွေမရတော့ပရိုက်တာဖွဲ့တွေကူညီရေးမလုပ်နိုင်ကြတာတွေလည်းရှိပါတယ်။အလူငွေနဲ့မှအလုပ်တွေဆက်လုပ်လို့ရမှာလေ။ရက်ွက်အစည်းပင်ထွေးုံနဲ့ရဲစခန်းထောက်ခါစာ၄မျိုးယူမှအလူခံရမယ်ဆိုတော့အများကြီးအခက်တွေ့ကြရပြီပေါ့။ နောက်ပြီးတော့ငလိန်ကျဲဆဲကြီးမြို့ကြက်ချင်းကြီးရန်တန်းကိုစစ်တပ်ကပြတ်ခတ်တာလည်းရှိပါသေးတယ်။စင်ကာပူငလိန်ကျဲဆဲကြီးအဖွဲ့နဲ့လည်းပြဿနာရှိပါသေးတယ်။ရေးပြရလျင်တော့စစ်တပ်စိုးပုံကတော့ကုန်မယ်မတင်ပါ။ကဲဘုမတက်တက်ဖို့သာတကြတဲ့မြမတက်မတော်ဟာကဘာကြုံနေပါပြီ။ စကိုင်းငလျင်ကြီးလှုပ်ခတ်ပြီးမှအာနာသိန်းစစ်ကောင်စီဆိုတာဘလို့အဖွဲ့အစည်းမျိုးလဲဆိုတာကိုထင်ရှားစေတဲ့စကားတခုမြမပြည်ကိုကြော်လို့ကဘာလုံးပြန်သွားပါတော့လေအဲ့ဒီစကားကတော့ကဲဖို့မတင်တတ်ဖို့တင်ထားကဲဖို့မတက်တတ်ဖို့သာတတ်တော့တတ်မတော်ဆိုတာပါပဲအခုပဲကြည့်လေငလျင်ကြောင့်တေးသူက၄000ကျော်ပါပြီဒဏ်ရာရသူကလည်း၈000ကျော်ရှိပါပြီဒါတောင်မှဘုံကျဲနေစေလေချောင်းက ဖြစ်စဉ်တွေတော့ပါပဲ။သခိုင်းငလျင်ကြီးစလုပ်တဲ့မတ်လ28ရက်ကနေဧပြီ9ရက်နေ့ထိမြန်မာပြည်နဲ့လေကြောင်းတိုက်ခိုက်မှုဟာ138ကြိမ်လုပ်ခဲ့ပြီးတော့ပြင်းပြပြည်သူနဲ့ဒေါ်လာရေးတပွဲဝင်83ဦးသေဆုံးခဲ့ရပါတယ်။ဒါကြောင့်အန်တာဝရီဦးဝင်းတင်ပြောခဲ့တဲ့စစ်တပ်ကျေးဇူးမူလို့တောင်ယူစရာမရှိလို့ဆိုသလိုပဲ။ အခိုင်းငလျင်ကယ်ဆယ်ရေးမှလည်းစစ်တပ်ရဲ့ကျေးဇူးဟာရှာမရပါ။ဟောလူတွေတည်နေကြတယ်။မတို့ပြည်သူတက်မတော်ကစစ်တိုက်တာခဏနာဦးမှာပဲ။ကယ်ဆယ်ရေးတွေအင်တိုက်အားတိုက်လုပ်ကြမယ်လို့စက်ကလေးမှစဉ်းစားဖို့မရပါ။အာနာသိန်းစစ်တပ်ဟာနာမည်ကျော်သွားပါပြီ။ဒါပေမဲ့ဆရာနာရှင်တို့ရဲ့ဖခင်ကြီးဦးနေဝင်းနာမည်ကျော်ဆိုတဲ့ဆောင်းပါးရေးစဉ်ကဘူချုပ်နေဝင်းဦးနေဝင်းတဲ့ နေဝင်မြေခေါ်နာမည်ကျော်ကအကျော်နှမျိုးကောင်းအစိုးတွင်အစိုးဖြစ်လာကျော်ပါလေဤလို့ကျွန်တော်ရေးခဲ့လို့ပါပဲစစ်ကောင်စီကနာမည်ကျော်များအကျော်နှမျိုးကောင်းအစိုးတွင်အစိုးဖြစ်လာကျော်နေပါပြီကဲတာမလုတ်တတ်တာလုတ်စဲငိုကြီးတဲ့ရည်တဲ့ငလျင်တဲ့တွင်မိုင်မဲလွန်းလာသူများပါတကားလို့သာဆိုလိုက်ခြင်းပါတော့တယ်ခင်ဗျာ โอเคဒါကတော့ DVB မှာပေါ်ပြထားတဲ့ဇယာမောင်တို့ရဲ့စောင်းပါလက်ရာဖြစ်ပါတယ်မြန်မာပြည်သူပြည်သားအပေါင်းတို့လည်းအများဆုံးအေးချမ်းသာရာလွတ်လပ်ပြီးတော့ကိုယ်စိတ်နှပြချမ်းမချမ်းသာရှင်လန်းပါစေကြောင်းဆုမွန်ကောင်းတောင်းပီးလိုက်ရပါတယ်ခင်ဗျာ